မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ရင်းပုဂ္ဂလိကဘဏ်တွေမှာငွေသားပြက်လက်မှုနဲ့ငွေထုတ်ယူမှုတွေကိုကန့်သတ်တာတွေအကြီးအကျယ်ဖြစ်နေတဲ့အချိန်စေကောင်စီဘဟုဘဏ်က special account ဘဏ်စည်ရင်းတွေအနေနဲ့ငွေသားထည့်သွင်းထားတဲ့ပမာဏအတိုင်းထုတ်ယူနိုင်တဲ့ဆိုပြီးပြောင်းလဲပြီးတော့ကိုသတင်းထုတ်ပြန်လာပြန်ပါတယ် ကိုင်းနိုင်ငံချောင်းဦးမြို့မှာဈေးမှာဈေးဝယ်ထွက်လာတဲ့ရဲတွေကိုတော်လန်ကြီးရဲဘော်တူကဒါနဲ့ဝင်ခုတ်ရမှာရဲတူပွဲချင်းပြီးကိုသေသွားပြီးတနက်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာငွေသားပြက်လက်မှုနဲ့ငွေထုတ်ယူမှုတွေကိုကန့်သက်တာတွေအကြီးအကျယ်ဖြစ်နေတဲ့အချိန်စစ်ကောင်စီဗဟိုဘဏ်က special account ban ဆင်းတွေအနေနဲ့ငွေသားထည့်သွင်းထားတဲ့ပမာဏအတိုင်းထုတ်ယူနိုင်တယ်ဆိုပြီးပြောင်းလဲပြီးတော့ကိုတရင်ထုတ်ပြန်လာပြန်ပါတယ်ဒါကိုအချက်ဖတ်စစ်ကောင်စီဘ ਹੁ ဘန်ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်ဆိုတဲ့သူကစစ်ကောင်စီထုတ်မီဒီယာတွေကနေတဆင့်လိမ့်လဲတရင်ထုတ်ပြန်လာတာဖြစ်ပါတယ်လက်ရှိပြည်တွင်းမှာပုဂ္ဂလိကဘန်ခုနှစ်ခုနဲ့ဘန်ပိုင်ရှင်တွေကိုအရေးယူမယ်ဆိုပြီးစစ်ကောင်စီကကြေညာပြီးတဲ့နောက်မှာပဲဇူလိုင်လနေ့နေ့ကစပြီးဘန်တွေမှာငွေသားထုတ်ယူမှုတွေကိုစတင်ကန့်သက်လာရာကနေ့ အခုနောက်ဆုံးဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကအတိပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာဘဏ်အကောင့်တစ်ခုကိုတပတ်လုံးမှမှအများဆုံးငွေကျပ်30အထိသာထုတ်ပေးတော့ပြီ ADN ဆက်တွေးမှာပါငွေသားထုတ်ယူမှုတွေအလုံးကိုကန့်သက်လိုက်ပြီလို့ငွေသွားထုတ်တဲ့သူတွေရောဇီဝရေးသမားတွေနဲ့ဘဏ်အတိုင်းဝိုင်းတွေကိုယ်တိုင်ကပါပြောထားကြပါလေဒါကိုအကျန်းဖတ်စစ်ကောင်စီဘ ਹੁ ပိုင်ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်ဆိုတဲ့သူက ဗန်တွေမှာ special account ဘန်ဆင်းတွေအနေနဲ့ငွေသားထည့်သွင်းထားတဲ့ပမာဏအတိုင်းထုတ်ယူနိုင်တယ်ဆိုပြီးပြောင်းလဲပြီးတော့ကိုသတင်းထုတ်ပြန်ထားတာဖြစ်တယ်လို့လက်ရှိမှာတော့ပုဂ္ဂလိကဘန်တွေကနေငွေသားထုတ်ယူမှုတွေကိုကန့်သတ်လိုက်တာတွေအပြင်ဘန်အချင်းချင်း online ငွေလွှဲတာတွေကမ္ဘောဇာဘန် O account ငွေဆင်းကနေ special account ကိုငွေကြေးလွှဲပြောင်းတာတွေပါလှုပ်လို့မရတော့တဲ့အခြေအနေတွေဖြစ်နေုံနဲ့မက နောက်ဆုံးမှတ်ပုံတင်တဲ့ငွေလွှဲတာတွေပါအတော်ကိုခက်ခဲနေတယ်လို့လည်းသိရပါတယ်ခင်ဗျ တဆက်ထင်းမှာပဲမြန်မာနိုင်ငံမှာရှိတဲ့ပုတ်လိကဘန်တွေအနေနဲ့စီးပွားရေးမှာလဝကြီးအုတ်တာတွေဈေးကစားတာတွေလှုပ်ရင်ဥပဒေအရအရေးယူမယ်ဆိုပြီးအကြမ်းဖက်စစ်ကောင်စီကခေါ်ယူချိန်ချောက်လိုက်တယ်လို့သိရပါတယ်စနေလာဆယ်နှစ်ဖြစ်တဲ့မနေ့ကပဲနေပြည်တော်မှာစစ်ကောင်စီနဲ့ပုဂ္ဂလိကဘန်ပိုင်ရှင်တွေတွေ့ဆုံတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့အတွင်ရေးမှုအောင်လင်းတွေဆိုတဲ့သူကချိန်ချောက်လာတာဖြစ်တယ်လို့သိရပါတယ်။မနေ့ကနေပြည်တော်မှာစစ်ကောင်စီအတွင်ရေးမှုအောင်လင်းတွေ တွက်ဖက်အတွင်ရေးမှုရဲဝင်းဦးပြည်ထရေးဝင်ကြီးဆိုသူရာပြစ်ဗဟိုပန်းဥက္ကဋ္ဌတန်တန်းဆွေဒေါ်လာငွေကြီးကြေးဥက္ကဋ္ဌညုံစော့ဆိုသူတို့ ਨੇ ပုတ်လိကဘန်ဥက္ကဋ္ဌတွေတာဝန်ရှိတဲ့သူတွေတွေ့ဆုံတဲ့အချိန်မှာစစ်ကောင်စီကပုတ်လိကဘန်တွေကိုချိန်ချောက်မှုတွေများစွာလှုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေအောင်မြင်အောင်ဘန်လုပ်ငန်းရှင်တွေကပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီးတော့ပါစစ်ကောင်စီကပုတ်လိကဘန်လုပ်ငန်းရှင်တွေကိုဖိအားပေးနေပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ ။တစ်ဖက်မှာတော့စကိုင်းနိုင်ငံချောင်းဦးမြို့မှာဈေးမှာဈေးဝယ်ထွက်လာတဲ့ရဲတွေကိုတော်လန်ကြီးရဲဘော်တို့ကဒါနဲ့ဝင်ခုတ်ရမှာရဲတူပွဲချင်းပြီးကိုသေသွားပြီ။တနက်တလက်ကိုပါတင်းစီရရှိခဲ့တယ်လို့မုံရွာခန့်အမှတ်စနစ်တရင်ရဲ့တက်ခွဲလေးတောင်ဝင်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါလေ။ဇူလိုင်လ6ရက်နေ့ကပဲစကိုင်းနိုင်ငံချောင်းဦးမြို့မှာဈေးမှာဈေးဝယ်ထွက်လာတဲ့ရဲတွေလူစုကွဲသွားတဲ့အချိန်မုံရွာခဲအမှတ်စနစ်တရင်တက်ခွက်လေးရဲ့ရဲဘော်တအူးကတယောက်တည်းကျွန်ထွက်လာတဲ့ရဲတပ်သားတအူးကို အနိကဒါနဲ့တက်ခုတ်လိုက်တယ်ဆိုပါလေအဲ့ဒီမှာရဲတတဟာဓာတ်တန်ရာတွေနဲ့နေရာမှာတွေပွဲချင်းမိကိုသေသွားပြီသူစီကနေတနက်တလက်ကိုပါတော်လိုင်းရဲဘော်တွေကတင်းစီရရှိခဲ့တယ်လို့မုံရခိုင်အမှတ်စနစ်တရင်ရဲ့တခွဲလေးတောင်ဝင်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့တကုံမြို့သစ်စိတ်ကမ်းမြို့နယ်86ရက်ကွက်နဲ့တောင်တကုံမြို့နယ်146ရက်ကွက်အုတ်ချုပ်ရေးမှုတွေကစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးတအိမ်ကိုငွေကျပ်3000ကျပ်နှုတ်နဲ့လိုက်လံကောက်ခံနေတဲ့အပြင် စစ်မှုမထမ်းခြင်းရင်းငွေကျပ်10သိန်းပေးရမယ်ဆိုပြီးတော့ပါတောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိတကုံမြို့သစ်စိတ်ကမ်းမြို့နယ်86ရက်ကွက်နဲ့တောင်ငုံမြို့နယ်146ရက်ကွက်တွေမှာအောက်ချုပ်ရေးမှုတွေကရက်ကွက်နေပြည်သူတွေကိုအစည်းအဝေးခေါ်ယူပြီးစစ်မှုထမ်းကိစ္စနဲ့တအိမ်ကုန်ငွေကျပ်3000ဝန်းနှုတ်လိုက်လံကောက်ခံနေကြတယ်ဆိုပါတယ်။ဒါအပြင်စစ်မှုထမ်းမှုမဲပေါက်တဲ့လူငယ်တွေကိုလည်းစစ်မှုမထမ်းခြင်းရင်းတအူးကိုငွေကျပ်10သိန်းပေးရမယ်ဆိုပြီးတော့ပါတောင်းရန်နေပြီး ဲ့ဒီလိုအုပ်ချုပ်ရေးမှုတွေကငွေကြေးကောက်ခံနေတဲ့အကြောင်းတွေကိုအပြင်ကိုပေါက်ကြခဲ့ရင်လေပြူစော့တီအဖွဲ့တွေကိုဖမ်းခိုင်းမယ်ဆိုပြီးတော့ပါအုပ်ကြီးတွေကချိန်ချောက်ထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူအေရီတိုင်းဖြာပုံခရိုင်ဘုကလေးကြိုက်လက်ဒေဒီရဲ့မြို့တွေမှာလည်းအချမ်းပတ်စကောင်စီတပ်ကလူငယ်တွေကိုစစ်သားတစ်အဖြစ်စုဆောင်းဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါရမ်းပြည်နယ်မြောက်ပိုင်းမှာတော့ လာရှုံမြို့ပေါ်ကိုအချမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်တဦးအပါဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ၁၀ဦးကဒဏ်ရာရထားတယ်လို့တရားနယ်လေးကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရှုံမြို့ပေါ်ကအမှတ်ကိုရက်ကွက်ကိုအချမ်းဖက်စစ်တပ်ကအရတားပြည်သူတွေရှီမှန်းတိတိကြီးနဲ့လက်နက်ကြီးနဲ့မစင်မချင်းပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအချမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာလာရှုံမြို့ပေါ်ကအမှတ်ကိုရက်ကွက်မှာကြောက်ရောက်ပောက်ကွဲသွားပြီး ကလေးငယ်တူအပါဝင်ပြည်သူ၃ဦးသေဆုံးသွားခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၁၀ဦးကထိခိုက်ဒဏ်ရာတွေရထားတယ်လို့နေအိမ်၅လုံးနဲ့ပျက်စီးသွားခဲ့တယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ခိုင်တက်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ